ားလုံးမင်္ဂလာပါ UK Match TV Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ Champion Pay တက်တဲ့အောင်းလာမင်္ဂလာပါ Tottenham Hotspur အသင်းအတွက်တော့အခုပထမဆုံး signing ဖြစ်ဖို့အတွက်တော်တော်လေးအချိန်လေးကောင်းလာပါပြီမိပြ Thomas Frank တို့ကတကယ်ကိုအားကိုးရနိုင်သလိုတိုက်စစ်ရောဘယ်ညာတောင်မှနှစ်ဖက်ကိုတကယ်ကိုအကောင်းဆုံးကစားနိုင်တဲ့ West Ham United အသင်းရဲ့ Ghana တောင်မှကစားမမိုမက်ခူဒုစ်ကိုသူတို့ခေါ်ယူမှုကတော်တော်လေးအချိန်လေးကောင်းလာပြီဖြစ်တယ် ဆိုတော့ kudos နဲ့ပတ်သက်လို့ကတော့ကျွန်တော် အားလုံးသိထားပြီးသားဒီကစားမကတကယ် quality ကစားမဖြစ်တယ် Spartan ကသူ့ကိုအသေးအံလိုက်နေပြီးတော့ Mohamed Kudus ကတကယ်ရည်သွေးရှိသူဖြစ်တယ်အသက်ကအခုလက်ရှိမှာအသက်24နှစ်ပဲရှိတယ်ဂါနာတောင်ပံကစားမဖြစ်ပြီး West Ham ကိုပြောင်းလာခဲ့တဲ့ chain Premier League မှာ65ပွဲမှာ73ဂိုးသွင်းထားတယ်ဒါ West Ham United အတွင်းကို2023ခုနှစ်မှာ IS ကနေယူရို44.5တန်းနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီးတော့ဝက်ဆန်ကသူ့ကိုရောချေးစာချုပ်ယူရိုတန်းတရာပေါင်86တန်းဆော်ဒီကလပ်တွေဆိုရင် ပေါင်တန်း120ထိရောချေးစာချုပ်နှစ်ခုတတ်မှတ်ထားတယ်ဒီစားမကဝက်ဆန်ကိုရောက်လာတဲ့200ဒီပေါ့လေပထမရာသီပရီးမီယာလိမှာ33ပွဲကစား10ပွဲ19တွင်း ပြိုင်ပွဲစုံ55ပွဲမှာ14ဂိုးသွင်းတယ်ပြီးခဲ့တဲ့ရာသီမှာတော့32ပွဲမှာ5ဂိုးနဲ့ပြိုင်ပွဲစုံမှာ5ဂိုးမနစ်ကဝက်ဆန်းရဲ့ရုံးကန်ရတဲ့အခြေအနေကခူးထူးချေစွမ်းမပြနိုင်ပေမဲ့ဒီစားမက injury ကနဲ့တိုက်စစ်ကျောသုံးနေရာလုံးကိုကောင်းကောင်းကစားနိုင်သူဖြစ်တယ်ဆိုတော့အခုထော်တန်ကသူ့ကိုလိုချင်တယ်လက်ရှိသူ့ရဲ့ Garrett market ပေါက်ကြီးက55တန်းပဲရှိတယ် ဂါနာကစားမရဲ့ contract ကဝက်ဆန်နဲ့2028ရဲ့အပိုတနစ်ထပ်တိုးခွင့်သဘောတူထားတယ်။ဒါပေမဲ့ပြဿနာကထွန်နာဟော့စပါကဝက်ဆန်နဲ့ပြောင်းရွှေ့ချင်းညှိရမှာခက်နေတာ။ကစားမနဲ့ပတ်သက်လို့သူတို့ personal agreement ကပြဿနာမရှိဘူး။ Champion League ပြိုင်ပွဲဆိုတဲ့အခွင့်အရေးကကူဒုစကိုတိုင်းကသဘောကျတယ်။နီးပြ Thomas Frank ကလည်းသဘောကျတော့အဲ့ဒါကပြဿနာမရှိဘူး။ထော်တန်ကသူ့ကို2030ခုနှစ်ထိ9နှစ်စာချုပ်နဲ့ကမ်းလှမ်းထားတယ်။လောကလာစာတစ်နှစ်ကို ပေါင်၈တန်း အပိုစုချင်းငွေခန်းစား권ဘောနပ်စ်အောင်မြင်မှုတွေကိုထပ်ပြီးပေးမယ်ဆိုတဲ့အချက်ကြောင့်ကုဒုစ်ကထော်တန်ရဲ့ကာလမှုကိုခေါင်းငိမ့်ဖို့အသင့်မယ်ဒါပေမဲ့ issue ရဲ့အဓိကပြဿနာက Spurs နဲ့ West Ham ရဲ့ London နဲ့သင်းရဲ့ပြောင်းရွှေ့ခြင်းညှိမြတဲ့ပြဿနာ West Ham ကကုဒုစ်ရဲ့ပြောင်းရွှေ့ခြင်းကိုကျွန်တော်ခုနပြောသလိုပေါင်86တန်း ယူရိုတန်းတရာကိုလုံးဝသတ်မှတ်ထားတယ်။ဒါကပရီးမီးယားလိဂ်ကလပ်တွေကခေါ်ချင်ရင်ပေးရမယ့်ပြောင်းရွှေ့ခြေ၊ဥရောပကလပ်တွေကခေါ်ချင်ရင်ပူဂူရုကိုပေးရမယ့်ခြေဖြစ်ပြီးတော့ဆော်ဒီကလပ်တွေဆိုရင်ပေါင်တန်းတရာ20တောင်းထားတယ်။ဆိုတော့အဲ့ဒါကထော့တနိုင်ရဲ့အဓိကပြဿနာဖြစ်ပြီးတော့အခုလက်ရှိမှာနှစ်ဖက်ကြားမှာဒီအပြောင်းရွှေ့ agreement ရနိုင်ဖို့တောက်လျှောက်စကားပြောဆိုမှုတွေပြုလုပ်လျက်ရှိကြောင်းနဲ့ချန်ပီယံလိဆိုတဲ့ဆွဲဆောင်မှုကကူဒုစ်ကိုဝက်ဆန်ကိုရွေးချယ် ဝက်ဆန်ကထွက်ပြီး Spurs ကိုရွေးချယ်ဖို့အဓိကအချက်ဖြစ်တယ်လို့ဖော်ပြထားတဲ့ Thomas Frank ကဒီကစားမနဲ့စကားပြောပြီးတော့တိုက်တွန်းထားလို့ဒီကစားမကခေါင်းငိန်ထားတယ်ဒါပေမဲ့ဝက်ဆန်ကခူဒုစ်ကို right price မှာပဲရောင်းမယ်ဆိုအဲ့ right price ကဘယ်လောက်လဲ86တန်းတော့မဖြစ်နိုင်သူရဲ့ current market ပေါက်ကြီးကိုဒါက55တန်းပဲရှိတဲ့ကစားမဗျာ okay 60ဆိုရင်တော့ fair ဖြစ်တယ် control ရဆိုရင်လို့လေ29 ठी technically ရကြံသေးတယ်ဗျာ28 plus တနည်းဆိုတော့29 ठी ကြံတဲ့ကစားမတယောက် 60ဆိုရင် fair ဖြစ်တယ်ပြဒါပေမဲ့ Spurs ကတန်းတရာလောက်တိတော့ပေးမှာမဟုတ်ဘူးယူရိုဆိုရင်ပေါင်ဆိုရင်တို့တန်း60ပေါင်တန်း60က fair ဖြစ်တယ်ပေါင်86တန်းတော့များတယ်တန်း60က fair ဖြစ်တယ် Spurs က Antoine Semenyo ကိုလိုက်တယ် Semenyo ကဝယ်လို့မရဘူးတန်း80ထောင်းတော့ Spurs ကလှည့်ပြန်လာတယ်အဲဈေး68တန်းတောင်းတော့ Spurs ကလှည့်ပြန်လာတဲ့အချိန်မှာအခု Antoine Semenyo ကအခုလက်ရှိမှာ ဘုံမောင်းနဲ့တက်တန်းတိုးသွားပြီ2030ခုနှစ်ထိဆိုပိုတော်စည်းကြီးသွားအောင်ပဲတက်တန်းတိုးလိုက်တဲ့အတွက်ဆိုတော့စမန်းညိုကိုလည်းသူတို့တန်း80ကျောင်းမဝယ်ဘူးဒါအဗရီချီအဇေးကိုလည်း68ကျောင်းမဝယ်တဲ့ခါမှာ86တန်းခုခုကိုသူတို့ဘလို့ agreement ရအောင်ရှုံးလဲစပါးက90လောက်နဲ့ကန်လာမယ် up to 60ထောက်ထိသူတို့မျောလင့်ထားတယ်။ Spire ရဲ့နီးပြား Thomas Frank ကအခု Richardson ကိုထွက်ခွင့်ပေးထားတယ်။28နှစ်သားကဒါ Brazil club အသင်းတွေရောအခု Saudi club တွေရောအခုလက်ရှိမှာ ကာလာဆာရီအသင်းကသူ့ကိုလိုချင်ပြီးတော့စပါစ်ကရီချာလစ်ဆင်ကိုထွက်ခွင့်ပေးပြီးတော့အသင်းကောင်းဆောင်ဟျူမင်းဆွန်ကိုကထွက်ခွင့်ပေးထားတယ်ဆိုတော့ဆုံးနဲ့ရီချာလစ်ဆင်နှစ်ယောက်ကို80လောက်ရရင်စပါ80 80လောက်ရရင်စပါအနေနဲ့ကူဒုစ်ပြောင်းရွှေ့တဲ့ပြဿနာမရှိဘူးကူဒုစ်ဆိုရင်စပါပေးတဲ့လိုချင်လားဒါအခုလောလောဆယ်မှာစပါအတွက်ဖြစ်နိုင်ခြင်းအရှိဆုံးအပြောင်းရွှေ့ကအဲ့ကူဒုစ်ပြောင်းရွှေ့တစ်ခုဖြစ်ပြီးတော့ပြောင်းရွှေ့ကြီးနှိနေတဲ့လောက်ခလာစာကွန်ထရက်ကတော့သဘောတူပြီးဖြစ်ပါလေအားလုံးကျေးဇူးတင်ပါတယ်